ထားရဲ့ကဘာလက်ခီးသွားကန္တာအပေါ်နိုင်ငံသားသားဧည့်သည်တွေရဲ့ယုံကြည်မှုကစိုးရိမ်စရာကောင်းလောက်အောင်ဇက်တိုက်ကျဆင်းနေတယ်လို့ထိုင်းကဘာလက်ခီးသွားကောင်စီကသတိပေးခဲ့ပါတယ်။ကဘာလက်ခီးသွားညွန်ကိန်းဆိုင်ရာစစ်တမ်းမှာအမှတ်တရသတ်မှတ်ပေးထားတဲ့တွေကထိုင်းဟာ2025ခုနှစ်တတိယသုံးလပတ်မှာတော့တနိုင်ငံလုံးစာပြည်မြရလက66ချက်မှတ်ပဲရရှိထားတယ်လို့ကောင်စီကပြောပါတယ်။2024ခုနှစ်တတိယသုံးလပတ်တုန်းကထိုင်းနိုင်ငံရထားတဲ့အမှတ်က80ဖြစ်ပါတယ်။ ကောင်စီဟာအဲ့ဒီညှို့ကိန်းတွေကိုထုတ်ပြန်ဖို့အတွက် August 15ရက်ကနေ September 16ရက်နေ့ထိတော်တွင်နိုင်ငံသားဧည့်သည်330ထိုင်းခီးသွား450နဲ့ခီးသွားလုပ်ငန်းရှင်940တို့ရဲ့သဘောထားအမြင်တွေကိုစစ်တမ်းကောက်ယူပြုစုခဲ့တာပါအဲ့ဒီစစ်တမ်းမှာတော့နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုနှီးကွေးလာတာကမ္ဘောဒီးယားနဲ့နေဆက်စီးရေးပရိပခါဖြစ်ပွားခဲ့တာတရုတ်ခီးသွားဧည့်သည်တွေဝင်ရောက်မှုကြာဆင်းလာတာဘန်းဝေတံပိုးမတည်ငြိမ်တာတွေကညှို့ကိန်းရမှတ်တွေကို အနှုတ်လက္ခဏာပြသွားစေတဲ့အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့မှတ်ချက်ပေးထားကြပါတယ်။ဇူလိုင်လအထိအခြေအနေအရထိုင်းမှာအခုနှစ်တွင်နိုင်ငံခြားသား33.3သန်းရောက်ရှိလိမ့်မယ်လို့ခန့်မှန်းထားမှုပဲ။အခုတော့33.3တန်းကိုရှော့ချသတ်မှတ်ထားလိုက်ကြောင်းကောင်စီကဆိုပါတယ်။ဒါဟာမနစ်ကခန့်မှန်းချက်နဲ့ရှင်ရင်6.3ရာခိုင်နှုန်းကျသွားတာပါ။ကိုဗစ်ကရောဂါကူးစက်မှုတွေမစတင်ခင်2019တုန်းကအခြေအနေနဲ့နှိုင်းယှဉ်တော့ဆက်ခွန်ရာခိုင်နှုန်းအထိရော့သွားတဲ့အထိပ်ပဲပါပဲ။ မနေ့ကအခြေအနေတွေနဲ့နှားရှင်ရင်ထားရဲ့ဒေတာကြီးခုနှစ်ခုမှာကဘာလက်ခီးသွားဝန်ဆောင်မှုကဏ္ဍအပေါ်ခီးသွားဧည့်သည်ရဲ့ယုံကြည်မှုကြာဆင်းလာတာတွေ့ရတယ်လို့ကောင်စီကဆိုပါတယ်။ဒါ့အပြင်ထိုင်းခီးသွားတွေတဲကစစ်တမ်းဖြည့်ဆို့သူ15ရာခိုင်နှုန်းကအခုနှစ်ရဲ့နောက်ဆုံး3လပတ်ကြာရင်ပြည်ပခီးပဲသွားတော့မယ်လို့ပြောခဲ့ပါတယ်။အရှေ့လေပိုင်းဥရောပနဲ့အမေရိကန်တို့လိုဒေတာတွေစီကခီးသွားဧည့်သည်တွေပုံမှန်လာရောက်လဲပတ်မှုကိုထိမ့်သိမ်းထားဖို့ထိုင်းအနေနဲ့ပုံမှုအားထုတ်ဖို့လိုနေကြောင်း ဈေးကွက်ကျွမ်းကျင်သူတွေကထောက်ပြထားပါတယ်ဂျပန်မှာတော့လုံခြုံရေးစိတ်မချရမှုတွေကြောင့်တရုတ်ခီးသွားဥယေကတော့တည်တည်တသာရော့ကျနေတာဖြစ်ပါရဲ့ရှင်